အချစ်ပဲလေအချစ်ကြောင့်အကုန်ဖြစ်သွားနိုင်တယ်အစိတ်လည်းဖြစ်သွားနိုင်တယ်ပြားရည်လည်းဖြစ်သွားနိုင်တယ်တချို့အစိတ်တွေကလည်းတိတ်ချူတော့စိတ်ကိုစိတ်မှန်မတည်အောင်လည်းတောင်းမိကြောင်းလည်းကဘာလို့မပိုင်ဘာမှမလုပ်အဲ့တော့ငါဘာပဲရင်ညာတဲ့ဘာမဆိုအားလုံးဖြစ်သွားနိုင်တယ်ကောင်းတာတွေရောဆိုးတာတွေရောဘွားကြီးတစ်ခုလုံးကဂျွန်းတို့မှပုံဖြစ်သွားနိုင်တယ်အဲ့ဒါအလေးကိုပြချင်တာပါကောင်းတာကြီးလည်းဖြစ်သွားနိုင်တယ်မကောင်းတာကြီးလည်းဖြစ်သွားနိုင်တယ်ဒါအချက်နဲ့ပတ်သက်လာဒါကိုယ့်ရဲ့ခံယူတဲ့အပေါ်မှာမူတည်ရော အဲ့ဒါဘာလို့လဲမမဟင်းတပ်ပုံဘိုးတွေဝစ်စားဖို့တွေဒီကက်နေရှင်လေးဒါအောက်နေမနေလုတ်ပေးထားတာနော်လူကောမဲအခုခက်ပေါ့နော်ဟိုဒါဖြစ်လေဖြစ်တာရှိတဲ့ခါတော့ဖြစ်လေဖြစ်တဲ့ရှိရမမကြီးတွေကခြေလေးတွေကိုအဟန်းနေပေါ့နော်ဘေးကြီးတွေကစော်လေးတွေကိုအဟန်းနေပေါ့နော်ဒီဒီသဘောလေးပါပဲဟိုတကယ်လဲအပြင်မှာဒါတွေကကိုကိုယ်တိုင်လည်းအများကြီးမြင်ဘူးနေတာပေါ့ဟာဘောလာရဲမှာတော့ရှိတယ်ဆိုတော့ဒီကိုယ်တိုင်ဆိုတာလိမ့်လာနေနော်ပြချမယ်နော် အပြင်မှာဖြစ်နေကြဟာလေးတွေမလို့ပါအေးတကလည်းကိုရာလေးရဲ့ဖြစ်ပုံနည်းနည်းကိုဖြစ်တော့မဟုတ်ပါဘူးကိုကချင်းတော့ကိုဖြစ်တော့မဟုတ်ဘူးကိုရာလေးရဲ့ဖြစ်ရကြတော့အကိုရောရွယ်မှာမမဆိုတော့ပြဿနာရှိတယ်ဒါလေးကကျွန်တော်ဒရိုက်တာအနေနဲ့ပေါ့နော်။လေးကားတော့ရိုက်တာပေါ့။နှစ်ကားထွက်ပြီးသွားပြီ။နောက်နှစ်ကားမထွက်ရသေးဘူး။ဒီကားလေးက တတရားမြောက်ထွက်တာပေါ့နောက်တကားကြံပါလို့ဟုတ်စိတ်ဆိုတော့ဆံမလွန်တထားရဲ့ဝတ္ထုပါစိတ်ဆိုတဲ့နာမည်လေးပဲအဲ့ဒါအစိတ်ဆိုတော့လူငယ်တွေပေါ့နော်လူငယ်တွေကအချစ်နဲ့ပတ်သက်လာရင်ပဲဖြစ်ဖြစ်ပေါ့နော်ငွေချေးနဲ့ပတ်သက်လာရင်ဖြစ်ဖြစ်ဓမ္မရကြရပေါ့အဲ့အဲ့အဲ့ဒါလေးပါအစိတ်ဆိုအဓိကတော့အချစ်ပဲလေအချစ်ကြောင့်အကုန်ဖြစ်သွားနိုင်တယ်အစိတ်လည်းဖြစ်သွားနိုင်တယ်ပြားရည်လည်းဖြစ်သွားနိုင်တယ်ပေါ့အော်ဒီကားကြည့်ဒီကားကြည့်ပြီးသိမှာပေါ့ ကားကြည့်ပြီးတော့အစိတ်ဆိုတော့ဘာဘာဖြစ်လို့ဒီကားလေးကအစိတ်ကိုပေးထားရလဲဆိုတော့ဒီကားလေးကြည့်ပြီးတော့အားလုံးသိပါပါဘူး။အခုစားတော့မရှိပါဘူးဒီစားဒီကားလေးထဲမှာပါတဲ့လူတွေအားလုံးပေါ့နော်။သူဆက်ကောင်းတဲ့သူအလိုက်ဆုံးဖြစ်မယ်ထင်လို့ရွေးတာပေါ့နော်။အဓိကတော့မင်းသားတွေကတော့ဒီအောင်ခင်မင်းရဲ့တိုက်ပွဲမင်းသားတွေဆိုတော့နော်ဒါမင်းသားတွေကတော့သူတို့ကပါတာပေါ့မင်းသမီးတွေကတော့တကယ်ကိုသူတို့နဲ့ အလိုက်ဆုံးဖြစ်မယ်ထင်လို့ကိုရောကုမ္ပဏီရောပေါ့နော်ဇာညွှန်းရေးဆရာအားလုံးအထူးထူးရေးခဲ့ကြတာအခက်အခဲတော့မရှိပါဘူးတချို့ဟာလေးတွေကတော့ဆရာမနဲ့တိုင်ပင်ပြီးတော့ကျွန်တော်နည်းနည်းပြန်ပြင်ရတာလေးရှိတယ်ပြန်ပြင်ရတာလေးရှိတယ်ဆိုတော့ဝတ္ထုနဲ့ရုပ်ရှင်လေးကြောင့်နည်းနည်းလေးဟိုပြင်ပြပုံမျိုးမကြည့်ပါမကြည့်တော့ဆရာမကိုနည်းနည်းညှိပြီးတော့တချို့ဟာလေးတွေအပြောင်းလဲလေးကိုနည်းနည်းလုပ်ထားတာလေးရှိတယ်အရာကိုတို့လည်းဒီတဲ့ရွယ်ရောက်လာပြီဒီတဲ့ရွယ်ထိဖက်တန်းလာခဲ့ရပြီအချစ်ကအချစ်ဆိုတဲ့ရာအချစ်ပေါ်1500လို့ပဲပြောအောင် ဘာမဆိုအားလုံးဖြစ်သွားနိုင်တယ်ကောင်းတာတွေရောဆိုးတာတွေရောဘွားကြီးတစ်ခုလုံးကဂျွန်းတို့မှပုံဖြစ်သွားနိုင်တယ်အဲ့ဒါလေးကိုပြချင်တာပါဟိုကောင်းတာတွေလည်းဖြစ်သွားနိုင်တယ်မကောင်းတာတွေလည်းဖြစ်သွားနိုင်တယ်ဒါအချက်နဲ့ပတ်သက်လာဒါကိုယ့်ရဲ့ခံယူတဲ့အပေါ်မှာမူတည်ရောအဲ့လိုတော့မဟုတ်ပါဘူးအဲ့လိုတော့အဲ့လိုတော့ကိုတွေးရတော့မပါပါဘူးဒါဆီယာမဝတ္ထုတွေအတိုင်းပါပဲတချို့ plot လေးတွေနည်းနည်းလေးထပ်ဖြစ်ရတဲ့ခါလေးတွေပဲရှိပါတယ်ကြံကြံတဲ့ဟာကတော့အတူတူပါပဲအဓိကတော့ခုနကလိုပြောတယ်လို့ပါပဲ ချစ်ကိုပြချင်တယ်ပေါ့နော်ပြောချင်တာပေါ့အဲ့ဒါတော့မဟုတ်ပါဘူးဆန်ကျင်ရေးဆရာပေါ့နော်အဓိကတော့ဟိုလူကမဲ့အခုခက်ပေါ့နော်ဟိုဒါဖြစ်လေဖြစ်တာရှိတဲ့ခါပေါ့ဖြစ်လေဖြစ်တဲ့ရှိကြပေါ့မမကြီးတွေကခြေထိတ်တွေကိုအဟန်းနေပေါ့နော်ဘေးကြီးတွေကစော်လေးတွေကိုအဟန်းနေပေါ့နော်ဒီဒီသဘောလေးပါပဲဟိုတကယ်လည်းအပြင်မှာဒါတွေကကိုကိုယ်တိုင်လည်းအများကြီးမြင်ဘူးနေတာပေါ့ဘောဓာရီတွေမှာတော့ရှိတယ်ဆိုတော့ဟို အပြင်မှာဖြစ်နေကြဟာလေးတွေမလို့ပါအဲ့ဒါကလည်းကိုရာနီရဲ့ဖြစ်ပုံကိုနည်းနည်းကိုဖြစ်တော့မဟုတ်ပါဘူးကိုကချီနေတာကိုဖြစ်တော့မဟုတ်ဘူးကိုရာနီရဲ့ဖြစ်ရတော့အကိုရောရွယ်မှာမမဆိုတော့ပြဿနာရှိတယ်ဟုတ်ကဲ့အဲ့ဒါချင်းချင်းအောင်ဖြစ်လာရဲ့ဒါဘေးကန်းတာအောင်ဒါပြစ်သွားတဲ့ခါပဲအဲ့ဒါတော့လူတွေကအဲ့ဒါကြောင့်ပြောတာလေဟိုသူရဲ့အချစ်တစ်ခုအပေါ်မှာဖြစ်လာတဲ့ဟာပေါ်မှာသူကချစ်လာတယ်ဟိုမှာအကိုကချစ်တယ်လူပြောရချစ်တယ်ဆိုသူ့ဘုံမှာကောင်းစီရှင်တယ် ်သူကောင်းတာလေးတွေဖြစ်စီချင်တယ်သူဒါလေးဝက်လိုက်လှမယ်သူဒါလေးအဲသူ့ဒါလေးဆင်ပေးလိုက်ပို့လှသွားမယ်ဒါစစ်သူ့ရဲ့အချစ်ကိုအဲ့ဒီအချစ်ကိုပြချင်တယ်အော်အဲ့နေအဟိုးဆိုတော့ဟိုဘယ်လိုခေါ်မလဲခစ်စကားပေါ့နော်ခစ်စကားပေါ့အတွေ့အချစ်ကြောင့်ဒါဒါဟိုဘယ်လိုခေါ်မလဲစားချိတ်ကျင်တာဖြစ်ပေါ့နော်အဆင်ပြေစေချင်တာပဲဖြစ်ဖြစ်ပေါ့အဲ့လိုအဲ့လိုပေါ့တော့အန်းတာလဲအန်းတာပေါ့ကျွန်မေးပါပေါ့ပါဖြစ်လာနေတဲ့နေရာကြီးပါခဏ တော့သူကြိုက်တာသူလောက်ပဲကိုကကိုတို့ဘောအတခုလုံးတော့ပေးတာပြီဒါကြံတဲ့ကတော့တဲ့မပြောတော့ဒီနေ့ကျပွဲတူတက်လာတယ်ဆိုတော့နည်းနည်းပြောပြပါဦးကွာရောဒီလိုပါပဲကျွန်တော်တို့ရေအမြဲတမ်းပွဲအတူတက်ပါတဲ့ချုပ်ပွဲတော့သူကမလိုက်ဘူးပေါ့နော်အတူသွားတာများပါဒီကားလေးကကျွန်တော်တို့ကျွန်တော်ပေါ့နော်ကျွန်တော်ဒရိုက်တာအနေနဲ့တကယ်ကိုကိုရောညံစွာရှိတော့ဗောဒီကားလေးရိုက်တော့ဆိုအမှတ်တရအများကြီးပဲပြောပြရင်အမှတ်တရတွေတက်တက်ပြောပြ မှတ်ရရအများကြီးပဲအဲဒီကားလေးကိုကျွန်တော်ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်ဒီကားလေးကိုလာပြီးအားလာပြီးကြည့်ရပါအောင်ဘာဖြစ်လို့လဲဆိုတော့ဒီကားလေးကိုကြည့်ရ something ပေါ့ a feeling တခုအစ်စ်တခုရောက်သွားမှာဒါကျွန်တော်အမှတ်ခံတယ်ဟောကြောင့်ပါဖိတ်ခေါ်ပါ